ိမိုင်းဆိုင်ရာပြစ်မှုတွေကျူးလွန်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင် Jeffrey Epstein ရဲ့ email တွေကို American Democrat Party ရဲ့လွှတ်တော်အမတ်တွေကထုတ်ပြန်ထားပါတယ်။အဲ့ဒီထုတ်ပြန်ထားတဲ့ email တွေထဲမှာမြမအဆိုတော်ချင်းချင်းရဲ့နာမည်ပါဝင်နေတာနဲ့ပတ်သက်ပြီးတော့အမကဒါတိတာဒါတော်တော် hot hit ဖြစ်နေရဲ့ပေါ့နော်။အခုဒီပိုင်းမှာထွက်တော်ထဲမှာဒီလိုမျိုးဒီ Jeffrey Epstein နဲ့ပတ်သက်လို့ email တွေ leak ဖြစ်လာတာတွေအဲသူတို့တင်ထားတာတွေပေါ့နော်။တွေ့ရတယ်ပေါ့။အဲ့ဒါအမကနာမည်ပါနေရဲ့ပေါ့နော်။အဲ့ဒါမှန်လားမှားလားဆိုတော့အမကမေးချင်တယ်။ပထမတော့အမရှော့ရသွားတာ။အမဘောကမှအဲ့လိုမျိုးလေတခါမှအဲ့လိုပေါ့။ပုံနေပါလေတခြားမှတခါမှမပို့ဘူးခဲ့ဘူးကဘယ်သူမှလေ။ ပပပြရစားတော့ဒါရုံမှာအလိန်ညာလို့ပဲအစားထင်တာပေါ့နော်ထင်တဲ့ခါကျတော့ကိုကဒီလိုမျိုး လူတိုင်းကိုဟုတ်တယ်မဟုတ်ဘူးဆိုတော့ live ဖြစ်နေရမယ်အမမလည်းကိုယ်တိုင်တော့မှဒါအမှန်မှားလားဆိုပြီးမတင်ချာသေးတဲ့အချိန်မှာဆိုတော့မဖြစ်ဖြစ်ခဲ့ဘူးသိတာရောလည်းမျိုးဆန်း live ဖြစ်လို့ရှိရင်ညီနဲ့ကလည်းနေ့အောင်ချားထဲမှာပဲဒီပုံလေးရရှိနေမှာပေါ့နော်ဘာလို့စီမမရဘူးတဲ့ secret link ကသိမ်းထားပေးမယ်တဲ့နေ့ရက်တစ်ခါအတွက်ဆိုပြီးအမကပြောတယ်ပြောတော့ make up ဆရာကြီးဘာတွေအားလုံးကလည်းအေးပေါ့တမီးရဲ့အမတို့အားလုံးကမင်းကလေးတွေပဲပေါ့ဟိုမဆက်ပါနဲ့ပေါ့နော်အမတို့ကူပေးမယ်ပေါ့ပေါ်လို့ရှိရင်လည်းဖုံးပေးမယ်ပေါ့ဆိုပြီးတော့မှအမတို့ရှိုက်တဲ့အခါကျတော့အမဟိုအတွင်းကတော့အမကွေ့တယ်ဘောင်းမီပေါ့နော်အတွင်းကလည်းဘောင်းမီတော့အမကွေ့တယ်ဒါမဲ့တော့အပေါ်ပရာဆရာကိုကြားတော့ပရာဆရာမပါဘဲနဲ့ဒီလိုလက်ကလေးနဲ့ဖိပြီးတော့ရှိုက်ရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောအနောက်ကလေးပါလေးရှိုက်တာပေါ့ ောနော်အဲ့လိုအစပုံက၄၅၀လောက်တော့ပါမယ်ချင်းနေအဲ့လိုပို့စီအများကြီးပေးရတာအလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့သတင်းစီစဉ်မှာကဘာကျော်လိန်ရှုပ်တော်ပုံတစ်ခုဖြစ်တဲ့ Jeffrey Epstein ကိစ္စရဲ့နဲ့ပတ်သက်ပြီး American လွှတ်တော်ကော်မတီကဖွင့်ချခဲ့တဲ့ email မှတ်တမ်းများမှာမြန်မာနာမည်ကြီးအစိုးရချင်းချင်းနာမည်ပါဝင်ခဲ့တဲ့ဖြစ်စဉ်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ် အဆိုပါသတင်းကြောင့်ပြည်သက်တွေကြားမှာပြန့်နှံ့နေတဲ့သတင်းအမှားတွေမဟုတ်မမှန်သတင်းတွေနဲ့ပတ်သက်ပြီးအဆိုတော်ချန်ချန်ကိုရိုင်းကပြန်လည်ဖြည့်ရှင်းထားတဲ့ရုပ်သံမှတ်တမ်းကိုဒီနေရာမှာကျွန်တော်တို့အပြည့်အစုံဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီဖြည့်ရှင်းချက်ဟာအဆိုတော်ရဲ့ဂုံတိတ်ခါပိုင်းနဲ့ပတ်သက်ပြီးဘလို့အိပယ်တက်ရောက်မှုတွေရှိတယ်ဆိုတာကိုပါသုံးသပ်ကြည့်ကြရအောင်ပါ ရဲ့ဘဝမှာအမဘယ်တော့မှအဲ့လိုမျိုးတွေခန္ဓာကိုယ်ရောင်းစားခဲ့တဲ့လူမျိုးမဟုတ်ဘူးလीเนาะပြည်ဒီလိုအလုပ်မျိုးတွေလည်းအမလုပ်ခဲ့တာမျိုးလည်းမရှိဘူးဒီလို VIP နဲ့အရှုပ်တော်ပုံတွေနဲ့ပတ်ဝန်းပတ်သက်ဖို့နေနေအမရဲ့ဘဝမှာလေတချင်းဆိုပြီးအိမ်တန်းပြန်တာမြန်မာနိုင်ငံမှာရှိသမျှစပွန်ဆာပေးတဲ့လူတွေကိုဘယ်ပြန်ရောက်ရှိမှန်းတော့အမမသိဘူးပွဲပြရတဲ့အိမ်တန်းပြန်တာစပွန်ဆာယူဖို့နေနေတတအဲ့လိုလူအကြီးကြီးတွေ VIP တွေနဲ့ပတ်သက်ဖို့ကဝေးလာဝေးกว่า ဒီကနေ့တင်ပြပေးခဲ့တဲ့အဆိုတော်ချမ်းချမ်းရဲ့ဖြည့်ရှင်ချက်ရုပ်တံနဲ့သတင်းသုံးသပ်ချက်အပေါ်ပြည်သက်ကြီးအနေနဲ့မှန်ကန်စွာနားလည်ပြီးဝေဖန်နိုင်ကြပါစေလို့မျှော်လင့်ပါတယ်အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာတွေအမုန်းစကားတွေကိုရင်ဆိုင်ခဲ့ရတဲ့အဆိုတော်ချမ်းချမ်းနဲ့ဆက်သွယ်မိ мян ထားပါတယ်မိင်္ဂလာပါမဂျက်ဖရီအက်စတင်းရဲ့အရှုပ်တော်ပုံအီးမေးလ်တွေမှာအမနာမည်ပါဝင်နေရဆိုတာကိုအမဘယ်လိုမျိုးစာပြီးတော့သိခဲ့တာပါလဲရှင်အမအေးဒီ အင်းမြေအကြောင်းသိတာတိတ်မကြသေးပေါ့နော်။ကြံခဲ့တဲ့ရက်ပိုင်းကမမအလိုမီဒီယာတွေပြီးတော့အဲ့လိုမြန်မာမင်းစီမားတို့တခြားအလိုမီဒီယာလေးတွေပြီးတော့တချို့ကအဲ့လိုမျိုး file တွေလာပို့တာပေါ့နော်။ပို့ပြီးတော့အမဒါသိတာဒါတော်တော် hot hit ဖြစ်နေရပေါ့နော်။အခုရက်ပိုင်းမှာထွက်တော်ထဲမှာဒီလိုမျိုးဒီ Jeffrey Epstein ရဲ့ပတ်သက်လို့ email တွေ leak ဖြစ်လာတာတွေအဲသူတို့တင်ထားတာတွေပေါ့နော်။တွေ့ရတယ်ပေါ့။အဲ့ဒါအမကနာမည်ပါနေရပေါ့နော်။အဲ့ဒါမှန်လားမှားလားဆိုအမကလာမေးချာပထမတော့အမ shock ရသွားတာ။အမဘောကမှအဲ့လိုမျိုးတွေတခြားမှအဲ့လိုပေါ့ပုံနေပါလေတခြားမှတခြားမှမပို့ဘူးကဲဘူးကဘယ်သူမှလေ။ အခုပြီးရစားဒါရောမအလိညာလို့ပဲအစားထင်တာပေါ့နော်ထင်တဲ့ခါကျတော့ကိုကဒီလိုမျိုးလူတိုင်းကိုဟုတ်တယ်မဟုတ်ဘူးဆိုတာလိုက်ဖြင်းနေရအောင်လေအမမလည်းကိုလိုက်တော့မှဒါအမှန်မှားလားဆိုပြီးမတင်ချာသေးတဲ့အချိန်မှာဆိုတော့မဖြေပြစ်ခဲ့ဘူးပေါ့တိတာတော့လည်းမျိုးစသိတာပေါ့ဟုတ်ဟုတ်ကဲ့ပါအမဒီလို email တွေမှာအမနာမည်ပါဝင်နေရတဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြစ်ပျက်တွေဖြစ်ခဲ့တယ်ဆိုတာလေးကိုလည်းပြောပြပေးပါရှင့် အဖြစ်ပြက်ကတော့အမအဖေပေါ့နော်အဖေကစားတော့အင်္ဂလိပ်စာဆရာစာတင်တာပေါ့အခုတော့အဖေကရတရားယူသွားပြီပေါ့ဆိုတော့တော့အဲ့လိုအမ်ဘစီတို့နိုင်ငံသားတွေဒီမှာမြန်မာနိုင်ငံမှာလာလို့လို့လို့ရှိရင်ကွန်မတီတွေကနေသူတို့သားသမီးတွေကိုကြောင်းနေထားတယ်လေအဲ့လိုနိုင်ငံသားကြောင်းနေထားတဲ့အခါကျလို့ရှိရင်အင်္ဂလိပ်စာတွေပဲလောက်တဲ့အခါကျအခက်ခဲရှိတယ် တချို့ကြပြင်သစ်တွေအီတာလီယန်တွေစပန်နစ်တွေပါတဲ့ခါကျတော့သူတို့အဲ့လို homework တွေပဲလုပ်တဲ့ခါကျတော့အဆင်မပြေဘူး English နဲ့ပတ်သက်လို့ပေါ့နော် English စာနဲ့ပတ်သက်လို့အဲ့ဒါဆိုအမကေကတင်ပေးတာပေါ့စတင်ပေးတာအဲ့တော့အမအဲ့ဒီအချိန်မှာအမ modeling လည်းလုပ်နေတယ်ပြီးတော့အဲ့ဒီတင်းဆိုပြန်ပွဲလည်းဆိုပြီးတော့မှအခွေပိုင်းလည်းထွက်နေတဲ့အချိန်ပေါ့နော်ဆိုတော့2017ဝင်းကျင်ပေါ့ so အဲ့ဒီအချိန်မှာအမအဖေနဲ့တူစနေနေ့တွေဆိုလက်လိုက်သွားတာပေါ့သူတို့အိမ်မှာလေစာတင်လို့ရှိရင်အဲ့ကလေးနဲ့ shop အဲ့ကလေးမှာနှစ်ယောက်လာသွားတာမျိုးရှိတယ်သူတို့ဆီမှာအဲ့တော့ဒီနေ့ကျတော့အဲ့အမျိုးသမီးပေါ့ပြင်သစ်ပြင်သစ်ပေါ့နော်ပြင်သစ်အမျိုးသမီးကဟိုအမထင်တော့ပြင်သစ်တော့ဖြစ်မယ်ထင်တယ်ပေါ့ပြဿနာအမသူနဲ့သူ့ feature ကိုကြည့်ရတာလေဟို American တော့လည်းမဟုတ်ဘူးသိကြတယ်သူအဲ့လိုပြင်သစ်လိုမျိုးစကားပြောတဲ့ accent ကအဆာကွာသူရဲ့ label တွေတိုင်းလိုမျက်နှာပုံစံတွေပါတွေကပြင်သစ်အဲ့လိုမျိုးပြင်သစ်တို့နောက်တိုင်းဥရောပဆန်တာပေါ့ဆိုတော့အဲ့သူကပြောနေတယ်သူကအမောက်လားပြောတယ်တမီးတယ်တမီးပုံစံကိုအနေကြည့်ရတာပေါ့နော်ဟိုအရန်ဒီအနောက်တိုင်းက European morality ပုံစံပေါက်တယ်ပေါ့နော်အဲ့တော့တမီးရဲ့ဒီမျက်နှာပုံစံအရိုးစစ်ပုံစံကဒီမှာဒါတမီးကိုစိုက်ချင်မှစိုက်နေဒါပေမဲ့အနောက်တိုင်းမှာဆိုတော့တမီးပုံစံကအရန်ကမှအလောက်ကရတာလွယ်တယ်ပေါ့ပြီးတော့တမီးကလည်းဘောလုံးဖြစ်နေတဲ့ခါကျတော့ morality career career အတွက်ကို မစူးစမ်းချင်ဘူးလားပေါ့နော်သူအမကလည်းပြောတယ်ပြောရစင်ပါအမကလည်းကိုယ်လည်း modeling လုပ်နေတယ်ဟလာပြီးသွားတဲ့ခါကျတော့မိဘကလည်းဒီချက်ဘက်ကပုတ်ပြီးကမ္မမုံမုံထားချင်တယ်အဖေလည်းစာသင်ရတာပင်မန်းနေအသက်လည်းကြီးနေပြီဆိုအမစိတ်ထဲမှာအိုးဒါဆိုလို့ရှိရင်ငါမိဘကငါလှုပ်ကြွေးဖို့အတွက်အခွင့်အရေးလေးတစ်ခုရပြီပေါ့နော်ဆိုတော့လုပ်မယ်လို့ဘာဖြစ်ဖြစ်ကျမဒီအနုဒီ modeling ကို Paris တို့ဘာတော့မှလောက်ရမယ်ဆိုရင်တော့ကိုကိုတော့ကအခွင့်လမ်းမယ်လေပြတော့ကလည်းပြောတာ L magazine တို့ပြီးတော့ Clarence တို့အဲ့လို magazine တွေမှာနေမပါချင်ဘူးလားပေါ့နော် ညနေဖုန်းနေကြောင်ကြတယ်မရိုက်ချင်ဘူးလားပေါ့ဒါဆိုပတ်စံအများကြီးရမှာပေါ့နော်ဆိုတော့ညို့ဒီအခွင့်အရေးရအောင်ငါချက်ဆက်ပေးမယ်ဆိုတော့ကိုယ်ကလည်းပြုံသွားတာပေါ့နော်ဆိုတော့ငယ်လဲငယ်သေးတော့ဟိုစိုးတီမှန်တီကောင်းတီဆိုတော့မခွဲခြားတတ်ဘူးအဲ့လေသူကအမတရက်ကြတော့သူ့ရဲ့အိမ်တပေါ်တက်ကအိတ်ခမ်းလေးကိုခေါ်သွားပြီးတော့မှသူ့ရဲ့လက်လက်ဝတ်ရဲနာလေးပေါ့အဲ့လိုဘူဘယ်လိုပြောမလဲငါတဲ့ shooting ရိုက်တဲ့ခါကျလို့ရှိရင်နေဝေးဖို့အတွက်ငါတို့အယောင်တွေပါ match ဖြစ်မဖြစ်အယောင်ကလာလှမလှပေါ့နော်ရွေးမယ်ဆိုရင်အမသူ့အိတ်ခမ်းလေးခေါ်သွားတယ်ပြပစ္စည်းပါရွေးကြတာပေါ့ပြီးတော့သူကသူကိုယ်တိုင်ပဲအဲ့ဒီနောက်ရက်တွေကျတော့ အမကိုရှုတင်တယ်တယ်လဲခါစားတော့အဲ့လိုဘသူကိုယ်တိုင်ပဲအခုစားတဲ့ဆိုင်တွေကစားဒီကိုယ်တိုင်မှဆင်ပေးတယ်တော့ဝေယနာတွေကစားဆိုင်တွေပေါ့နော်အကုန်လုံးသူပဲလုပ်ပေးတာအဲ့တော့အမရှုတင်တယ်တာအမမိတ်ဆက်ဆရာတွေပိုင်းလည်းပါတယ်ရှုတင်တယ်တော့ပထမအဆုံးဘယ်လိုပြောမလဲလေးငါးအဆုံးကအဆင်ပြေနေတယ်ပေါ့နော် ိန်းကားဆောင်အဆင်ပြေနေရဆိုတော့အဲ့လိုမျိုးပေါ့ဟိုခေါင်းဝင်းနေအဲ့လိုမျိုးကွာသိရမလားဟိုစကတ်တွေပါရင်းနဲ့ဘောင်းမီတွေပါရင်းနဲ့ရှားရတာပေါ့နော်အဲ့ကဘာကြီးဖျားလန်းရဲပြီးသွားတဲ့ခါကျတော့အဲရွှေတုံဖျားဆောင်းတန်းပေါ့နော်ညောင်ဖန်လားတောင်ဖန်လားမသိအဲ့မှာအမရှိုက်တယ်ပြီးသွားတဲ့ခါကျတော့အဲ့လိုပေါ့နယံနေအဲ့လမ်းစားတွေအဲ့ဒီထဲမှာဝစ်ဆောင်နေတဲ့အဲ့ချမ်းချမ်းဆိုတဲ့ဟိုနာမည်ရေးပြီးတော့မှနောက်ခံထားပြီးတော့လေအဲ့လိုရှားတာအရိုက်ပြီးတော့လေးကားဆောင်တယ်ပြီးသွားရောအမတို့သမီးတို့ကစာပြနေလိုက်တာလည်းပြီးသွားတော့နောက်ပေလားညလာတော့မမှတ်ပြီးတော့ तू ကနောက်ထပ်သစင်းထပ်တယ်ရရှုတယ်အဲ့ရှုတယ်တဲ့အဲ့စိမ်မှာ ူကဘာပြောလဲဆိုတော့ဒီတစ်ခါကတော့အဝိစာမပါဘူးပေါ့နော်မြန်မာလေးရရမှာအဝိစာမပါဘူးလေပြောတဲ့ခါမျိုးကော့ကြောင်သွားတာရှော့ကြရသွားတယ်ဟစ်အရင်လည်းလန့်သွားတာပေါ့နော်ဘာဖြစ်လဲအမားရဲ့ culture အရာဆိုလို့ရှိရင်အမားအခုဟိုအမားရဲ့နိုင်ငံမှာဆိုရင်ဒီကအခုနောက်ပိုင်းမှာလူတွေက vegan တွေရေကွေးကြီးတို့ဝင်လာကြတာလေအတူပြက်တွေဝင်လာကြတာကိုမြင်မြင်လာကြတယ်ဒီနေကြတော့အရင်တော့ကစားအဲ့လိုမျိုးတွေအရင်ရှားရတယ်ရှားတဲ့အခါကျတော့အဲ့လိုမျိုးဟိုနေကကြည့်ရှားရမှာဆိုအဆင်မပြေဘူးလို့ဒါကျမတို့ကစားတဲ့လည်းအဆင်မပြေဘူးကျမအနေနဲ့ဒါမျိုးတော့ရမှာဆိုတော့ကျမမရိုက်ချင်ဘူးလို့ပြောတော့ပေါ့ဘူးတဲ့ ဒီအတားကြီးအနောက်ပိုင်းမှာအစမ်းကြလည်းမဟုတ်ဘူးပေါ့နော်ပြီးတော့ဒီ modeling industry မှာဆိုလို့ရှိရင်အနောက်ပိုင်းမှာဆိုလို့ရှိရင် magazine တွေဘာတွေမှာဆိုလို့ရှိရင်ရေးမွေးချုံကြတွေဘာတွေဆိုလို့ဟိုဘယ်လိုပြောမလဲတုံးလုံးကြီးမဟုတ်ဘူးကဟိုအဝတ်ပွားဘာလေးနဲ့ပဲခြိုက်ကြတာပေါ့နော်နောက်ကြောထားပြီးတော့မှဒီကိုလုံးချုပ်ပြီးခြိုက်ကြတာအထူးစမ်းမဟုတ်ဘူးတဲ့အဲ့တော့နေတကယ်လို့သူတို့စီမှာအလုပ်လုပ်နေဆိုလို့ရှိရင်သူတို့အနောက်တိုင်းနဲ့ညီမျှတဲ့အချင်းချင်းမှုဟို အလုပ်ကိုလက်ခံရမှာဖြစ်တဲ့အတွက်ကြောင့်ရောက်နိုင်မှရမယ်ဘာမှ pressure မဟုတ်ဘူး။ site ဖြစ်လို့ရှိရင်ဒီနေ့ကလည်းနေ့အောင်ချားထဲမှာပဲဒီပုံကြီးရရှိနေမှာပေါ့နော်။ဘာလို့စီမှာမရဘူးလဲ secret link ကတင်ထားပေးမယ်တဲ့။နေ့ရက်တစ်ခါအတွက်ဆိုပြီးမှပြောရတယ်။ပြောတော့ make up ဆရာကြီးမှဒီအားလုံးကလည်းအေးပေါ့တနည်းအားလုံးကတော့ main ကလေးတွေပဲပေါ့။မချက်ပါနဲ့ပေါ့နော်။အမားတို့ကူပေးမယ်ပေါ့။ပေါ်လို့ရှိရင်ဖုန်းပေးမယ်ပေါ့ဆိုပြီးတော့မှအမားတို့ site တဲ့ခါကျတော့အမား ဟိုအတွင်းကတော့အမောက်ွက်တယ်ဘောင်းမီပေါ့နော်အတွင်းကတော့ဘောင်းမီတော့အမောက်ွက်တယ်ဒါပေမဲ့သူအပေါ်ဘရာဆီအောင်ကြားတော့ဘရာဆီမပါဘဲနဲ့ကျွန်တော်လက်ကလေးနဲ့ဖိပြီးတော့ရှိုက်ရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောအနောက်ကလေးပါလေးရှိုက်တာပေါ့နော်အဲ့လိုအဆုံးပုံက၄ငါး၁၀လောက်တော့ပါမယ်ချင်းနေအဲ့လို post အများကြီးပေးရတာပေါ့ပေးလိုက်ပြောတော့အမောက်မေးတယ်မေးတယ်တကယ်ပေါ့နော်ဟိုဒီနိုင်ငံကနေပြီးတော့မှကိုယ့်ရဲ့ molecular ကိုရှေ့ဆက်ချင်တယ်ဆိုလို့ရှိရင်မေးတယောက်တည်းသွားရမှာတဲ့သွားနိုင်တာပေါ့ဆိုတော့အမစဉ်းစားလိုက်တယ်အမတော်တော်လေးကြောက်သွားတယ် ဘာဖြစ်လဲဆိုတော့အမရဲ့အဖေအမေတွေကိုလည်းအမထားခဲ့ရမယ်ကွာဒီလားပြီးတဲ့အခါမှာအမချစ်တဲ့တကယ်ချင်းနဲ့မိတ်ဆွေတွေအမရဲ့ဟိုဘယ်လိုပြောမလဲဟိုအပေါင်းအသင်းတွေနဲ့ကရီယာကြီးတစ်ခုလုံးကိုထားခဲ့ရပြီတရားပြတ်ခုမှာ start from the bottom ပေါ့နော် from the scratch အစားလေပြတ်စားမယ်ဆိုလို့အမအရန်ချောက်တယ်တောင်းလို့သွားလေဟိုငါမလုပ်နိုင်လို့ထင်တယ်လို့ဘာဖြစ်လဲဆိုတော့ဒါမျိုးကဟိုတခုခုပြစ်ခတ်လို့ရှိရင်လည်းဘသူ့ကိုအကူအညီတောင်းအောင်မလဲမသိဘူးကိုယ်မှာဆွေမျိုးနီးစပ်တဲ့အားလည်းမရှိဘူးလေအရှိရဲ့ခါကစဉ်းစားတာပေါ့နော် ကျွန်မမလောက်ရဲဘူးလို့တယောက်ထဲသွားမယ်ဆိုရင်ကျွန်မအစင်မပြေတော့ဘူးချင်တယ်လို့အမေတို့တိုင်မလာဘူးမယ်လို့အဲ့လေအမကအမေတို့ပြောပြတာကတော့အဖေနဲ့အမေတို့ဒါပေမဲ့အမအဖေနဲ့အမေတို့အမကတို့လည်းပြောနုနီပါရိုက်တယ်ဆိုတာမျိုးတော့အမမပြောပြလိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ရှက်လို့ပေါ့နော်ရှက်လို့ဆိုတော့အဖေလည်းရှိအမေလည်းရှိရှေ့မှာတော့အဲ့လေကိုမြန်မာရင်ချင်းမှုကြလဲမပြောချင်ဘူးကိုအဲ့လိုတုံးလုံးနီပါရိုက်ခဲ့တယ်ဆိုတော့ဒါကတော့ तू ကတော့အလုပ်ငန်းအရရိုက်ရမယ်ဆိုလို့အမရိုက်ခဲ့တာဟုတ်ဆိုတော့အဖေတို့တမီးအားလို့ဟိုပဲရစ်ကိုပေါ့နော်ပြင်သစ်ကိုသွားရမှာလို့အဲ့ဒါအားလို့ တကယ်တော့ဒီအလုပ်ကိုလက်ခံမယ်ဆိုရင်ဘသူမှလိုက်လို့မရဘူးလို့ပြောတယ်လေပြောတော့အဖေကအမေရောအဖေရောစိတ်ပူသွားတာပေါ့နော်အမေကိုကြည့်တော့အမေကစိတ်မကောင်းဖြစ်တယ်တမီးရဲ့မတော်ပါနဲ့ပေါ့နော်ဒီမှာလည်းတမီးရဲ့လုံးနဲ့တမီးရဲ့ပရိသတ်နဲ့တမီးရှိနေတာပဲပေါ့အမေတို့လည်းအရန်ကြီးကိုဒီလိုမျိုးစားရမယ်တောက်ရမယ်လည်းမဟုတ်တဲ့အတွက်ကြောင့်ဒီအဖေရှာလေးလာစားတဲ့အဆင်ပြေပါတယ်တဲ့ဟိုမချမ်းသာသွားရင်တော့မှကွာဟိုစားနိုင်တောက်နိုင်နေဆိုရင်တော့ပြီပေါ့တဲ့ဟိုတမီးလိုက်ကရီယာလေးတခုဒီမှာရှိနေရတယ်ဆိုတော့အဲ့ဒါမှမှလည်းဆုံးထားရတယ်အော်ငါလည်းငါပြင်မျိုးလှုပ်ကျွေးနေရပဲဟာကိုလည်းအနာရှိမှလည်းအမေအဖေကိုကြည့်နိုင်ပါလေဆိုတော့ကိုကိုရောက်သွားရင်ဘာဖြစ်မလဲဆိုတာမသိနိုင်ဘူးပေါ့နော်အမေကလည်းပြောတယ်ကိုရောက်သွားရင်ညစ်ဆီသွားရင်ဘယ်လိုလုပ်မလဲဟာစေးသုံးသွားရ ရေးဆေးဆွဲသွားရင်တရားကဖြတ်စည်းခိုင်ဘယ်လိုလုပ်မလဲဆိုတော့မသွားပါနဲ့ဆိုတော့အမမသွားတော့ဘူးဖြုံဆုံးဖြတ်လိုက်ပြီးတော့ပါအဲ့ဒီမျိုးတပြိုပြန်ပြောလိုက်တယ်ငါလို့မသွားဖြစ်တော့ဘူးလို့ဘာကြောင့်လဲဆိုတော့ငါအဖေမျိုးလည်းငါမထားခဲ့နိုင်ဘူးလို့ငါကန်တတေးလေးရတယ်ငါကြည့်ကြည့်ပဲလုပ်တော့မယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲမဆက်စားချင်တော့ဘူးအဲ့လိုမျိုးလေးသူ့ပြောလိုက်တာပေါ့ပြောလိုက်တော့သိမကြဘူးသူနဲ့အမနဲ့ဆက်သွယ်လည်းမရှိတော့တဲ့အတွက်ကြောင့်နောက်ပိုင်းမှာဘာဖြစ်သွားလဲဆိုတော့အမသူနဲ့ဆက်သွယ်မရတော့ဘူးပေါ့နော်အဲ့ဒါသူနဲ့ဆက်သွယ်ပြတ်သွားတာပေါ့သူပေါ့ပါလဲသူတို့လည်းအဖေနဲ့ဆက်မဆက်မတင်ပြတ်တူဘူးတုံးလေးလည်းလည်းပြတ်သွားတယ်ပြောရ ဒီလိုမျိုးပါဝင်နေတဲ့အပေါ်ပေါ့နော်တကယ်ဖြစ်ခဲ့တာတွေကိုသိချာမသိပဲနဲ့အမအကြောင်းနဲ့ပတ်သက်ပြီးကောလာဟလာပြောဆိုမှုတွေကိုတွေ့ရပါတယ်အဲဒီကောလာဟလာပြောတာတွေကိုကြုံရတဲ့အခါဒီပုံမှာရောအမဘယ်လိုသဘောထားပါသလဲရှင့်ဘယ်လိုသဘောထားလဲဆိုတော့ညီမရေစစချင်းရတော့တော်တော်လေးကို shock ပြရတယ်ပေါ့နော်ပြီးတော့ တော်လဲစိတ်မကောင်းဖြစ်တယ်ဘာဖြစ်လဲဆိုအမတို့ဘယ်လိုပြောမလဲအမရဲ့ဘဝမှာအမကဘယ်တော့ကမှအဲ့လိုမျိုးတွေခဏကိုရောင်းစားခဲ့တဲ့လူမျိုးမဟုတ်ဘူးလीနော်ပြီးတော့ဒီလိုအလုပ်မျိုးတွေလည်းအမလုပ်ခဲ့တာမျိုးလည်းမရှိဘူးဒီလို VIP နဲ့အရှုပ်တော်ပုံကြီးနဲ့ပတ်ဝန်းပတ်သက်ဖို့နေနေအမရဲ့ဘဝမှာလေတခြင်းဆိုပြီးအိမ်တန်းပြန်တာမြန်မာနိုင်ငံမှာရှိသမျှစပွန်ဆာပေးတဲ့လူတွေကိုဘယ်ပြန်ရောက်ရှိမှန်းတော့အမမသိဘူးပွဲပြရတဲ့အိမ်တန်းပြန်တာစပွန်ဆာယူဖို့နေနေတတအဲ့လိုလူအကြီးကြီးတွေ VIP တွေနဲ့ပတ်သက်ဖို့ကဝေးလာဝေးกว่าတိလားအိမ်နဲ့အလုပ်နဲ့လည်းရှိတာဆိုတော့ဒီလိုလူမျိုးကိုဝိုင်းပြီးတော့မှ အမရဲ့ရုပ်အသွင်ပြင်ကိုကြည့်ပြီးတော့အမကိုပြောချရဲဆဲချရဲနှောင်ချရဲကွာအမရဲ့ရင်ဖွဲ့တဲ့အဆောင်ရာအဓိကသူတို့တော့မဖြစ်ဖ ೇನೆ မှာအမရဲ့ဟိုဘယ်လိုပြောမလဲ personal ကိုကြည့်ပြီးတော့အမ appearance ကိုကြည့်ပြီးတော့အမရုပ်သွင်ပြင်လက္ခဏာကိုကြည့်ပြီးတော့ဘိုင်းတိုက်ခိုက်ချရဲပို့ဆိုးတာ မတော်ခံစားရတယ်ဟိုလူဆိုတာအချိန်တိုင်းချောင်းမတင်ကွာအမလည်းပြောအမဒီရပိုင်းနေဆိုအမခါရမ်းတာပြီးတော့ပိုးသက်စီတောက်ရတယ်သူကခလေးတောက်ပြောင်းနေဆိုတော့ခလေးအတင်းလေးနဲ့ညဆိုမအိပ်ဘူးမအိပ်တဲ့ခါတအားပင်ပန်းတာပေါ့နော်အဲ့တော့အမမျက်အိပ်သေးကြရတယ်ပြီးတော့ဖိုးတယ်ချောင်းပြီးတော့အမလေးပါနာလည်းရှိတော့ခါကြတော့ဒီမှာကြာတင်ပြီးတော့တအားအေးရောခါကြတော့အမအဆင်မပြေဘူးပေါ့နော်ဟိုမနေ့ကဒီမှာ struggle လုပ်နေရဒါပေမဲ့ဒါရောလူလာမသိဘူးအမက stress လည်းမျိုးစုံရှိရကွာမိသားစု stress တွေဟလာဟိုကပေးတဲ့ stress တွေကပေးတဲ့ stress ဒါပေမဲ့တို့ကမာတွေရဲ့ ဘယ်လိုပြောမလဲထုံးစံအတိုင်းပေါ့ကိုမျက်နှာကို profile comment မှာမမြင်ရင်ဝင်ဆဲလိုက်မယ်ဟဲ့ဝင်ပြီးတိုက်ခိုက်လိုက်မယ်ဟဲ့သူ့ဘယ်လိုအပုတ်ချလိုက်မယ်ဟဲ့မကောင်းပြောလိုက်မယ်ဟဲ့ဆိုတဲ့လူတွေက80ရာခိုင်နှုန်းရှိနေကြတဲ့အခါမှာသတင်းမီဒီယာတခုကလည်းသူတို့သတင်းဖြစ်ပြီးပဲတင်လိုက်တဲ့အခါစားတော့ပြောချတာပေါ့နော်ကိုကတော့ကိုယ့်ရဲ့ဘဝအတွေ့အကြုံမျိုး sharing လုပ်လိုက်ပြီးမယ်တင်ကန်းစာသူတို့တော့မရသွားတဲ့အပြင်ကိုဒီအောင်စိတ်ဝင်စားလို့လူတယောက်ကိုဟဲ့ဒီကောင်မရုပ်ဆိုးလိုက်တာညို့များနှားရင်တော့ဘယ်ကသူကပြောလို့တော့ညံ့ရက်ခွက်နဲ့ဆိုအဲ့ဒီခါမျိုးတွေကပို့ပြီးတော့မှအမတိုက်ခိုက်တာပေါ့နော်အမကတော့ပြဿနာတော့မရှိဘူးဘာမှမဖြစ်သွားပြီးမယ်ဒီ လူပြောတဲ့ဟာကြီးကဟိုဘယ်လိုပြောမလဲလူတရားခဲဖတ်တာမဟုတ်ဘူးလေနော်တကဘာလုံးမှရှိတယ်အမရဲ့မိတ်ဆွေအမအစ်မိတ်ဆွေနိုင်ငံသားတွေအဲ့ဒါအကောင်တော့ဖတ်တဲ့ခါကျတော့အိုးမြန်မာဆိုတာဒီလိုမျိုးလားကိုယ့်ရဲ့ ဟိုအမှုပညာရှင်တယောက်ကဒီလိုအချက်တဲချောက်ထားတဲ့အချိန်မှာတော့ဘာမှထိုးတတ်ကြတာအချင်းချင်းပါလားဆိုရင်ဟာလေးကိုဒီနေရာကလာတယ်မြင်သွားတာပေါ့နော်ငါတို့ကတော့မြို့ဖေးဖေးမမနဲ့နေအခုလိုဖြတ်တန်းခဲ့တဲ့ဟာကိုငါတို့က support ပေးနေတဲ့အချိန်မှာနေ့ရက်နိုင်ငံသူတွေနိုင်ငံသားတွေကဟိုစဉ်းစားကြတယ်မဲ့ဆိုတာနဲ့ဒီအဖြစ်ပြက်ပေါ်မှာဟိုသင်ကန်းစာမယူဘဲကိုယ်ချင်းမစားဘဲနဲ့ဗျမိမတရားကိုဝိုင်းပြီးတော့မှအတင်ပြင်ကိုချစ်ထိုးနှက်နေလိုက်တာဘလို့လူတွေလဲခက်စားရခက်စားချက်မဲ့လိုက်တာလောက်ရလိုက်တာဆိုရင်ဟာမျိုးကြီးဆိုကိုပေါ်ဟာမှာ 我下来我来看啥？过年有一点我不看啥了，可能阿妈也是这样子，反正交钱啥都可以阿妈，不己我们我们好煮，交钱我们买点啥子没关对吧？阿妈不会，俺妈就说：“你侬一看啦，妈，你侬妈做饭，反正我说，阿妈给人家吃的，人家休闲的锅对吧？锅也老干，特别的酷，那个什么，毛的干的，或者是剩下的。” ခါထိုက်ပေးခဲ့တာဒါပေမဲ့အခုလိုမျိုးကြီးဟို Jeffrey Epstein နဲ့တခြားအဲ့လို model agency ကလူတွေနဲ့ပေါင်းပြီးတော့မှဒီလို VIP တွေပေါ်မှာအမိုက်ထပ်ပုံမျိုးရှောင်းစားနေတယ်အဲ့လိုလူကောင်ကူးနေရဆိုတာအမတိလိုက်ရတဲ့အချိန်မှာအမဆော့အရေးရတာလေဟုတ်ကဲ့ဆိုအမအခုချိန်မှာအမတမင်းလေးနေနေအမကွာ is နေနေရကွာတိလာတော့ဒါအမရဲ့ image ကိုရမ်းချိခိုက်တယ်ဆိုတော့အမကလည်းကားနေနေမှာလူတခါရဲ့ဆဲတာကိုခံရတယ်လူတခါရဲ့အဖြစ်ပြောတာခံရတယ်မိခင်တရားနေနေတာသမီးကိုဟိုဘယ်လိုပြောမလဲကိုကပြုစုပြုထားနေတဲ့အချိန်မှာဒီလို comment တွေရှားတယ်မှာအမကိုဘယ်လောက်ထိစိတ်တဲ့အရာကိုဟိုဆုံဆုံမြောက်အောင်အမစိတ်တဲ့အကြောင်းလုံးလိုက်တဲ့သဘောပဲပေါ့နော်ဒီ comment တွေက ဆိုတော့ဒါအမရဲ့ကပီရတဲ့အများကြီးထိခိုက်တာပေါ့နော်ဒီသတင်းတက်လာတာဒါပေမဲ့အမအခုချိန်မှလည်းအမရှင်းပြနေတယ်အမစိတ်ကိုအရှိန်ဆုံးထားပြီးတော့မှစိတ်ကိုအချိန်ချိန်ဆုံးထားပြီးမှရှင်းပြနေစမှာကလေမြန်မာနိုင်ငံကလူငယ်တွေအဲ့လိုမျိုးကြားဖြတ်နေလူလိန်နေရဲ့လက်ထဲမှာဘဝတွေမပြတ်သွားအောင်လို့ပြတ်သွားတဲ့လူတွေရှိနေတယ်ဒီလိုလူတွေကိုကိုင်းစားနိုင်အောင်လို့ဆိုရဲတင်ကန်းစာလေးနဲ့အမအမရဲ့ကိုကိုရဲ့ experience ကိုရှင်းပြပေးရပါပေါ့နော်ဒါတွေနားလည်ဖို့ဆိုတာကလူတိုင်းကတော့အမနားလည်မှာမဟုတ်ဘူးဒါပေမဲ့တကယ်စဉ်းစားဉာဏ်ရှိတဲ့လူတကယ်ကိုကိုင်းစားစိတ်ရှိတဲ့တို့မြန်မာလူမျိုးတချို့တော့အတော်တော်ထိရောက်သွားတယ်ဆိုရင်အမကျင်းနေပါလေ မပြောခဲ့တယ်လို့ပေါ့နော်ဒီကိစ္စတွေမှာအမဟာမသိလိုက်ပဲနင်နာခဲ့ရတာဖြစ်တယ်အအမပြောခဲ့တဲ့ထင်မှာဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့လည်းဒီနေဆက်မှာရောင်းစားခံရတဲ့ကိစ္စတွေကိုလည်းပြောသွားတဲ့အခါမှာပေါ့နော်အဲဒီလိုမျိုးမသိလိုက်ပဲနင်နာခဲ့ရတဲ့သူတွေနဲ့နင်နာသူတွေနဲ့ပတ်သက်ပြီးအမဘယ်လိုမျိုးအကြံပေးချင်ပါတလဲရှင်အကြံပေးချင် sorry အမမြန်မာနိုင်ငံမှာကွာတလားမီဒီယာတွေကထားပါတော့နော်တခုခုတင်ပြီးဆိုလို့ရှိလို့ရှင်ခေါင်းစဉ်တက်တာကအစဒီလူတယောက်ကိုကြည့်ချင်လာအောင်ဆိုပြီးတော့မှ ဟိုဘယ်လိုပြောမလဲအတိတ်တည်းမရှိတဲ့ခေါင်းစဉ်တွေတက်တယ်ပေါ့ဒီလိုပြောကိုစော်ကားပြီးတော့မှလူစိတ်ဝင်စားအောင်လုပ်တာဒီတအားမှလည်း media ethic မရှိဘူးပေါ့နော်အမအဲ့ဒါအရင်ဆုံးပြောချင်တယ်အခုလိုမျိုးစားဖြန့်လို့မြေပြင် online ကနေငွေလိမ်စားတဲ့လူတွေအများကြီးရှိတယ်ဒါတွေကိုပြည်သူတွေကိုနားလည်အောင်မပညာပေးစင်တယ်ဒီတတိယတွေကိုမျှဝေစင်တယ်ဆိုလို့ရှိရင်စစ်မှန်သောစိတ်ဝင်စားခြင်းဖြစ်အောင်လို့အရင်လုပ်ရမယ်လူတစ်ယောက်ကိုခုလုံးလို့ပြီးဒီလူတစ်ယောက်ကဟာတတိယတစ်ခုပေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီလူကို လူတွေကတိုက်ရိုက်ဆော်ကားလာတဲ့ခေါင်းစဉ်မျိုးမဟုတ်ဘဲနဲ့တင်ပြပုံတင်ပြနေရအဆက်ဟလာလူတယောက်ပိုကိုချင်းစာနာတဲ့စိတ်နဲ့လူတယောက်ရဲ့ဘဝကိုဟိုချပြတဲ့တည်င်းဌာနမျိုးဖြစ်ကြမယ်တည်င်းပေးတဲ့ဟာမျိုးဖြစ်ကြမယ်အဲ့လိုမဟုတ်ဘဲနဲ့မှလူစိတ်ဝင်စားအောင်လူခေါင်းစဉ်တစ်ခုကိုဆွဲတက်လိုက်ပြီးတော့မှချပြတဲ့အကြောင်းများလူစိတ်ဝင်စားကြမကောင်းဘူးဆိုလို့ရှိရင်အမားတို့ပဲဟို victim တွေက blame ခံရတာကွာပြောခံရတာဒီလားအမားတို့လို survivor တွေအနေနဲ့ကခုတ်ထက်အများကြီးဘဝတွေဖြစ်ဆိုရတဲ့လူတွေအများကြီးရှိတယ်ဆိုတော့ကိုမဖြစ်သေးသေးဒီလိုလူတွေကိုလှောင်နေမှာလားကိုမခံစားရသေးသေးကိုမထွက်ကြုံရသေးသေးဒီလိုလူတွေကို အဖြစ်ပြောနေမှာလားအဲ့ဒီစိတ်သက်ကိုလေအမမြန်မာပြည်သူတွေကိုလေပြင်ဆင်ခြင်းနဲ့ဒါအမနိုင်ငံသားရောက်သွားလို့စကကြီးစကကြီးပြောတာတော့မဟုတ်ဘူးဒီမြန်မာနိုင်ငံကလွယ်လို့တခြားတော်တော်များများဒီအနောက်နိုင်ငံတွေရောနိုင်ငံခြားသားတွေတော်တော်များများအဲ့လိုမျိုး survivor ဖြစ်သွားတဲ့လူတွေသူတို့ victim တွေကိုလေတအား support ပေးကြတယ်သူတို့ရဲ့ဘဝတွေသူတို့ရဲ့ trauma တွေကိုဒီလို sex offenders တွေနဲ့ပတ်သက်လို့ပေါ့နော် human trafficking လုပ်ခံရတဲ့လူတွေဟာ sex နဲ့ပတ်သက်လို့ abuse လုပ်ခံရတာအဲ့တော့သူတို့ကတို့ယုံကြည်မှုမရှိတော့ဘူးအားငယ်တယ်သူတို့ကဘယ်သူ့ယုံမှမသိတော့ဘူးပေါ့နော်သူတို့ဘဝတစ်ချက်လုံးဝအစိတ်တွေကုန်ခဲ့တယ်မကောင်းမှုတွေနေတယ်ဒါတွေကိုကိုချင်းစာ မို့လူမရှိတဲ့အခါမှာအဲ့လူတွေတို့ကိုတို့တော်တော်ထောင်ဆောင်ဟောင်းနေအကယ်လို့တော့အတူတူတော်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 ဖိုင်ဖိုင်ဒီလိုပြန်လဲပြီးရှင်တယ်ဘုရားအထိုက်အများကြီးယူပါ processing အများကြီးရှိတယ် healing တွေပြန်တော့ကကျတို့တို့ရဲ့စိတ်ချမ်းသာရေးမန်တာလေးအရာ emotional လေးအရာတို့ခံစားရတဲ့အရာတွေအားလုံးကိုကိုချင်းစာနာစိတ်နဲ့ comment လေးတစ်ခုပေးလိုက်ဖို့ကိုချင်းစာနာစိတ်နဲ့ဟိုဘယ်လိုပြောလဲအားပေးလိုက်ဖို့ဝင်လင်းနေကြတဲ့ comment လေးတွေ့ရတဲ့အခါမှာအားကိုအမမြန်မာပြည်သူတွေအတွက်ရှင်လင်းနေတယ်စိတ်လည်းမကောင်းဘူးပေါ့နော် 在非洲那边，因为受到雾还没染严重。 မမဟုတ်ပါဘူးဒီတခြားအပြင်မှာကိုယ့်ထက်ဘဝဆိုးပြီးတော့မှနှောင်းစားခံရတဲ့ကလေးတွေရှိမယ်ချားပြတယ်ငွေလိမ်သွားလို့ဘဝတွေကက်သွားတဲ့လူတွေရှိမယ်လူလူလူချင်းမစာနာဘဲနဲ့မှကိုလက်အင်္ကာတွေနှောင်းစားခံရတာတွေဟဲ့လားဟိုငွေချင်းလည်းလဲသွားလို့ဘဝတွေကက်သွားတဲ့လူတွေငငယ်ရွယ်နဲ့အကျိုးရေးကက်သွားတဲ့လူတွေဟိုအလုပ်ပေးမယ်ပြောပြီးတော့မှနှောင်းစားခံရတဲ့လူတွေဒါတွေဟာသူတို့ကပျော်လို့လို့ဒီဟာတွေလက်ခံခဲ့ကြတာမဟုတ်ဘူးဒီလိုလူလိမ်တွေကနေရာအနှံ့မှာရှိတယ်မြန်မာနိုင်ငံမှာမဟုတ်ဘူးနိုင်ငံတိုင်းနိုင်ငံတိုင်းမှာအိန္ဒိယမှာလည်းရှိတယ်ဂျပန်မှာလည်းရှိတယ်ကိုရီးယားမှာလည်းရှိတယ်အမေရိကလည်းသူတို့လှမ်းလိမ်ကြတယ်ဆိုတော့ဒီလိုမျိုးချားပြလို့မျိုးလူလိမ်အဖွဲ့ကြီးဆိုတာကဒီတလန်းနဲ့မရနောက်တလန်းနဲ့လိမ်ပါပဲအဲ့တော့ ့ကိုသားသမီးလေးတွေရဲ့ဟာလာဖုန်းတွေဘာတွေကိုမြင်ငင်ရစစ်ကမဲပြီးတဲ့ခါကျလူတိုင်းနဲ့ကိုသားသမီးတွေကိုလွတ်လပ်ကူကူထွက်ထည့်ပေးလိုက်လို့မရဘူးဟာလာလမ်းထိတ်ထွက်တာအစားစိုက်ကားသမားနဲ့ထည့်ပေးလိုက်တာမျိုးလို့တိုင်စီသမားနဲ့ကျူရှင်ပို့လိုက်တာဒါတွေကတအားကိုအန္တရာယ်များတယ်လူလိန်ဆိုတာဂျိုးမပါဘူးလူကောင်းနဲ့လူလိန်ကိုအမတို့ ချက်ချင်းခွဲခြားလို့မရဘူးသူ့ရဲ့လုပ်ရက်ကပေါ်လာမှသိရတယ်အဲ့တော့အမတို့ချိုးတင်တင်ဆင်းမှုအနေနဲ့ online မှာပတ်သက်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်အရန်တတိထားပါကိုယ့်ရဲ့ bank account တွေပေးတာမျိုးတွေဟဲ့လားကိုယ့်ရဲ့ကိုရေးရာစုအချက်အလက်တွေအပြည့်စုံပေးလိုက်တာမျိုးတွေကအရန်ပုံမှန်အန်တရညားတယ်ဆိုတာမျိုးအမတို့ပညာပေးတဲ့ဟိုအချက်အလက်တွေကိုထိထိရောက်ပေးရမယ်ဟိုတတိယအဖြစ်နဲ့ချိန်ညာနေမယ်ဆိုရင်တော့လူတွေကကြောက်သွားမှာပဲဒီ chart နဲ့ပတ်သက်လို့တတိယမှပြောင်းပြောင်းဆိုနိုင်ငံတကာမှာတက်နေတယ်မီဒီယာဘိုင်းမှာတက်နေတယ်ဒါပေမဲ့လူတွေမြန်မာနိုင်ငံလူတွေတောင်မှစိတ်ဝင်စားဘူးဘာဖြစ်လဲဆိုကိုမခံရသေးသေးဖြစ် ံရလို့ဒီ survivor အနေနဲ့ပြန်လာလို့ရှိရင်လည်းအဲ့လူတွေကလူရသွင်းတာမခံရတော့မြန်မာပြည်မှာဆိုရင်လေအဝါကြီးတုံးပယ်ကျင်လိုက်ကြတာဟာနေရတော့ဟိုလူတကာနဲ့ဟိုဘယ်လိုပြောမလဲဘဝပြတ်ထားတဲ့လူဆိုပြီးတော့လူဘာမှနေကျင်ပလိုက်တာဒီလူတွေကိုဖဲကူမဲ့အစားဘေးကိုဖဲထုတ်လိုက်တာကွာအဲ့တော့ဒီလူတွေဟာအသက်ရှင်နေစဉ်အတွင်းမှာလည်းလူတွေကဖိမပူချင်တာမို့မရဘူးအဲ့တော့ suicide လုပ်တာလေဒါမျိုးတွေဖြစ်လာတာပေါ့နော်ဆိုတော့ထောက်ပေါက်မရှိတော့အဲ့တော့အမားတို့တွေကဟိုဘယ်လိုပြောမလဲဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာတိုင်းပြည်လည်းဖြစ်တယ်အဲ့တော့ဖျားရဲ့ဓမ္မတရားတော်တွေလည်းမှာကျန်တဲ့တရားစစ်ဖို့လည်းမအောင်စားလိုက်တာတရားတွေအဖြစ် ဖြစ်နေဖြစ်ဖြစ်ဒီ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 ဖြစ်နေတယ်ဘာပြတ်ထားတော့ဒါဘယ်ဘာသာမှမဆိုမပြတ်ထားတာဘူးတို့ဗုဒ္ဓဘာသာထေရဝါဒနိုင်ငံဆိုတာကအရန်ကိုမှယဉ်ကျေးသောနိုင်ငံဆိုပြီးလူသိများတာဒီနော်ဆိုတော့ဒါကြီးတို့အပေါ်ယံဖြစ်နေအတော့မချပေးနေမှာတကယ်ကိုကိုရောက်စိတ်ပါလိုလိုလားလားနဲ့ဒီလိုမျိုးအပြုဆုံးခံရတဲ့လူတွေဟလာတို့ sex မှာ human trafficking လုပ်ခံရတဲ့လူတွေရောင်းစားခံရတဲ့လူတွေအားလုံးရဲ့ဟိုကိုစားကိုက common နေနေပဲဖြစ်ဖြစ်ဟလာဟိုနှုတ်ဤဆောင်မှခြေအားဖြစ်ဖြစ် အကြံဉာဏ်လေးဖြန့်ဝေပေးလိုက်တာမျိုးလေးတွေကိုလေးလေးဆဆလေးနဲ့မှသတင်းလေးတွေနားထောင်ပြီးပြီးတော့မှ personally ကို appearance ကိုတိုက်ခိုက်မဲ့အစားဒီလိုမျိုးလေးတွေဟိုဘယ်လိုပြောမလဲစိတ်လေးဝင်စားစွာနဲ့သတင်းလေးတွေဖြန့်ပေးမယ်ဆိုရင်ပုံမကားဘူးလားပေါ့နော်အမကတော့အဲ့လိုမျိုးပြောချင်တယ်တို့မြန်မာပြည်လိုမျိုးအသိပညာနည်းတဲ့မီဒီယာကိုကိုဘယ်လိုပြောမလဲအတင်းတက်ပြောရုံလောက်နဲ့တုံးနဲ့လူတွေဟာအရန်အနေနဲ့ညားပါတယ်တိတ်တာပြီးတော့မီဒီယာကိုအတင်းတက်ပြောဖို့လား post တင်တဲ့ဟိုဘယ်လိုပြောမလဲလူနဲ့ comment မှာအတင်းပြောဖို့လောက်နဲ့ပဲအမတို့အသက်ရှင်နေမယ်ဆိုလို့ရှိရင်တကယ် ဒီလိုမျိုးလုပ်ကုန်ကုခံရလဲရတဲ့အခါကြလို့ရှိရင်ဘယ်သူမှကယ်လို့မရတော့ဘူးအဲ့တော့အဲ့လိုမျိုးတွေမဖြစ်ခဲ့ပါတည်င်းတစ်ခုချလို့ရှိရင်အဲ့တည်င်းကိုစိတ်ဝင်စားဆိုတာနားထောင်မှာ ဒီလူတယောက်စေတနာနဲ့ကြောက်ပြနေတာလေးကိုစောက်ကားပြီးတော့မှ comment တွေပြောနေတဲ့အစားအော် तू ကတော့သူ့ရဲ့ဘဝအခြေအနေလေးအကြောင်းကိုတိတိကျကျရှင်းပြနေတယ်သူ့ခင်ဗျာလေး तू ဘလောက်ထိဟိုတိခါတွေကြားသွားတယ်လဲမဟုတ်ဖက်နဲ့ကြောက်ခံရတယ်ဟလာဟိုဟိုအမဆဘလောက်ထိအခြေအနေဆိုးလဲဆိုအမအောင်ဆိုဘိုင်းပြတာဟဲ့အကောင်မကပြည့်စံမပါလို့အမလီကန်ကောင်းတာပေါ့လို့ဒီလိုမိမနဲ့ क्वे သွားလို့အဲ့လိုမျိုးတွေကွာတိလားဆိုအမရဲ့တိခါလေးဒီ email လေးတစ်ချောင်းနဲ့အမကစောက်စောက်မြုပ်သွားတယ်အမဘဝမှာလေဆိုအမလည်းဘာမှလည်းမဟုတ်တာလဲသူတို့နဲ့ဆက်ဆက်တာလည်းမရှိဘူးဒါပေမဲ့လေလူတွေဟာ comment လေးတစ်ချောင်းဟိုပုတ်စီတစ်ခုမြင်လိုက်တာနဲ့အာဒီလိုကိုဆဲနေဟောဒီလိုရဲ့တိခါကိုဆက်နေဟာဒီ ီလိုဘယ်လိုပြောနိုင်မလဲဆိုတဲ့ဟာလေးအတွေးစားသလားတိကျဘယ်လိုပြောမလဲစက်ကနင်းနေကလေးနဲ့ညာအတွေးနိုင်တော့ဘူးလားဟုတ်လားဒီမကောင်းတဲ့အတွေးအကြေတခြားကောင်းတဲ့ positive vibe ကိုဒီလိုပေါ်ချင်းဆိုရင်မတွေးနိုင်ဘူးလားဆိုရင်မြင့်မားတဲ့စက်ကလေးကိုမှရှေ့ဖြေချင်တယ်ဒီမှာတော့ဒီတချို့တွေရှိကြတယ်အသိပညာတက်တယ်စာတက်တယ်ပေတက်တယ်လူတွေရှိကြတယ်ရိုးသားတဲ့လူတွေရှိကြတယ်နားလည်ပေးတယ်ဒါကိုလက်တွေဖြစ်မှာမဟုတ်ဘူးနော်ဒီဘဝကိုထောင်စားခံရမှာမဟုတ်ဘူးဒီလိုတိတိလေးနဲ့အမဆိုလွတ်သွားခဲ့တယ်ဒါပေမဲ့အမအစိတ်ပိုင်းဆိုင်မှာ trauma ရတယ်အမရဲ့အပေါ်မှာ take advantage လုပ်သွားတာအမကို ုခလိုပြောမယ်အတော့ချသွားတာပေါ့နော်ဆိုတော့အမတစ်ခါလဲကြာတာလေဒါပေမဲ့ကို့မြန်မာတွေချင်းချင်းကမှကို့လူမျိုးချင်းချင်းကိုမကာကွယ်ပေးဘူး supporting မလုပ်ပေးဘူးဆိုရင်ဘယ်သူမှအမကို supporting လုပ်ပေးမှာလဲဘယ်သူမှအမလုံချီပေးမှာလဲပေါ့နော်ဆိုတော့ဒါကြီးက long term လीနော်ဒီစိတ်ခံစားချက်ဒါရကြီးอ่ะဆိုတော့အမဆိုအခုဆိုလို့ချင်းဘယ်လိုပြောမလဲအမအရန်ခံစားရတယ်အမသားသမီးတို့လည်းအမစစ်စစ်မကြည့်ရဲဘူးကို့ကမကောင်းတာမလုပ်ခဲ့ပေမဲ့လေဒီလိုတတိယတက်လာတဲ့ကောင်အမေဒါကြီးကအမှန်လားရေဒီ file ထဲမှာအမေနာမည်ပါနေရဟုတ်လားရေဆိုတော့မေးတဲ့ခါကတို့မမလေးလို့ပေါ့ချက်ချင်း decision ချလိုက်တာဒီလူကလူရုံမှာဒီလူကပြည့်နေစားဒီလူကမကောင်းတဲ့နေမှာဆိုပြီးတော့ decision ဆက်ပြတ်ချက်တွေထပ်ပြီးတော့ပြောထင်လိုက်တာဒီလူကိုမစားနိုင်ဘူးဒီလူရဲ့နောက်ွယ်ကိုမသိဘူးဒါမျိုးညံမြမပြီးမှအရန်ဖြစ်တယ်အဲ့ခါအောင်လေးအမတော်တော်လေးခံစားရတယ်ပေါ့နော်ဆိုအမှန်တမ်းပြောတာဒါမျိုးအမသိနေမှကြားပါဘူးဘာဖြစ်ဆိုအမရဲ့ဘဝရဲ့ကျွတ်ကြောင်ကလည်းအရာဘူးအမပရိသတ်ကိုချပြလေးဆိုတာကအမမဟုတ်တာမလုပ်ခဲ့တဲ့အတွက်ကြောင့်ပဲဒါပေမဲ့အမမလည်း trauma တွေအများကြီးရှိတာပေါ့နော်ဒီလိုကြားလိုက်တဲ့အချိန်မှာမမတော်တော်ရှော့ပြရသွားတယ်အမတော်တော်တုံ့ဟုတ်သွားတယ်ကိုလည်းမမမလုပ်ခဲ့မင်းနဲ့ကိုဒီလိုမျိုးကြီးစော်ကားခံရတယ်ဆိုတော့ဝိုင်းစဲချတာပေါ့အဓိကတော့ကိုကို media နဲ့တစ်စက်ဒီ comment တွေနဲ့ကိုဖိအားပေးပြီးတော့မှကိုရဲ့တိခါကိုချတာပေါ့နော်ဒါကတော့အဆိုးဆုံးပေါ့လေ ဟုတ်ကဲ့ပါမဒီလိုမျိုးကြုံလာရတဲ့အခါမှာအမဘေးမှာဘသူတွေကရက်တီပြီးတော့ခွန်အားတွေပေးခဲ့ပါတယ်ရှင်ခွန်အားတော့ညီမတွေဘာလို့ပြောမလဲအမအခုချိန်မှာဆိုလို့ရှိရင်အမရဲ့အနည်းဆက်တော့အမသားသမီးတွေအမရဲ့အမျိုးသားပေါ့နော်ဆိုသူတို့ဆိုရင်အမကဒါအများကြီးအမစိတ်ပိုင်းဆိုင်မှာ support ပေးချင် mentally အမ emotionally ကြာ breakdown ဖြစ်တယ်ဟိုစိတ်စိတ် ထိခိုက်တာပေါ့နော်ဆိုတဲ့ခါကျရောက်ကြရင်ငါမဟုတ်ဘဲနဲ့ဆက်ဆွဲခံရတယ်ငါဝိုင်းဆိုင်ဆိုင်ဆိုအကိုကတော့မီဒီယာဆိုတာကတော့ဒရေတစ်ခုရပြီဆိုရင်ဖာမှာပဲပေါ့နော်ပြီးတော့မင်းကအမိန်ကလေးလက်ဖြစ်တဲ့အခါကျတော့မင်းကိုမနာလိုတဲ့လူမင်းရဲ့အောင်မြင်မှုမင်းရဲ့တာယာလေးနဲ့ပျော်ရွှင်နေတဲ့အခြေအနေကိုမနာလိုတဲ့လူတွေကလည်းအများကြီးစောင့်ကြည့်နေကြတာအဲ့ဒီခါကျမင်းကိုသူတို့ကကွန်မန့်ကနေပဲဆဲနိုင်တာတိလားသူတို့ရဲ့အစင်က comment ကနေပဲမင်းကိုအပြစ်ပြောနိုင်တာသူတို့မစင်စားဘူးသူတို့က profile အတူတွေနဲ့သူတို့သူတို့ရဲ့တက်ခါသူတို့မစင်စားတာပေါ့လူတစ်ယောက်ကိုစော်ကားဖို့အတွက်မင်းက celebrity ဖြစ်တဲ့အတွက်ကြောင့်မင်းဒီထန်နေတော့ခံရမှာပဲမင်းမအပင်မြင့်လေးလေးတိုက်လေးပဲအဲ့ဒီအတွက်ကြောင့်မင်းတော်စိတ်နဲ့ကြာနေလို့မရဘူးမင်းတန်မာပြနေရမယ်ပြီးတော့မင်းဒါကိုတစ်ခု ကောင်းတာလုပ်လို့ရတာကမင်းကိုသူတို့ဘလောက်ပဲချုပ်ပိုင်းဆိုင်ရအရာဆောက်ကားဆောက်ကားမင်းတားကောင်းနေမထက်နဲ့အဓိကမင်းရဲ့ရည်ရွယ်ချက်ကဒီလူတွေကိုကိုပြည်သူတွေကိုသင်ကန်းစာပေးချင်တယ်ကိုကြုံခဲ့ရတဲ့တွေ့ကြုံနဲ့ကိုမတရားခံခဲ့ရတာတွေကိုဘလောက်ပဲတိတ်ခါချာချာကိုရဲ့ဟိုဘယ်လိုပြောမလဲဂုံပုတ်ကိုဘလောက်ပဲဆွဲချဆွဲချတဲ့ comment တွေတွေ့တွေ့ဖိမဘာမှပြန်မပြောနဲ့မင်းရဲ့အဓိကဟိုလောက်ရမယ်လောက်ကဒီလူတွေကိုပညာရအောင်ပြောပြရမယ်ဒီလူတွေကိုဟလား ဟိုတိတ်သွားအောင်ဒီလိုလူလိမ်တွေရှိတယ်လူကောင်းတွေကလူလိမ်နဲ့လူကောင်းကဂျုံမပါတဲ့အတွက်ကြောင့်ခွဲခြားလို့မရဘူးဆိုတာလေပြီးရင် online ဟိုဟာတွေဟိုဘယ်လိုပြောမလဲ online ကနေဆက်သွယ်လာတဲ့တွေကိုကိုယ့်ရဲ့ကိုယ်ရင်းအချက်လက်တွေမပေးဖို့တဲ့မိသားစုကိုသူတို့တိတ်အောင်လို့နားရောဝင်အောင်လို့မင်းပြောရမယ်အဓိကမင်းအဲ့ဒါမလုပ်ပေးရမှာသူတို့မင်းကို personal တွေတိုက်ခိုက်တာလေမင်းရဲ့ခေါင်းကောက်ကိုမင်းကိုမုန်းလို့ challenge ဆီချဘယ်လိုမှတိုက်ခိုက်တိုက်ခိုက်အဓိကမင်းပေးချင်တဲ့ message ကိုမင်းရှာအောင်ပေးရမယ်အဲ့ဒီ message ကိုရအောင်ပေးမဲ့ media ကိုလည်းမင်းရှာရမယ်ဒါဆိုလို့ရှိရင်အနည်းဆုံးတော့မင်းပြောရမှာကွာဟာလာဒီ emotionally mentally ဖြစ်နေတဲ့ trauma က ပြန်ပြီးတော့မှ healing ဖြစ်လာလိမ့်မယ်ပေါ့နော်သူတစ်ပါးကလည်းကိုကကောင်းတဲ့အရာလေး sharing လုပ်ပေးလိုက်တဲ့အတွက်ကြောင့်လူတွေလည်းစင်ကြယ်မိသွားမယ်တံဝေကရသွားမယ်လောက်ခံလို့ရှိလို့ရှိလို့ဒီလူတွေကအားမငယ်ပဲနဲ့မှအဲဒီ survivor တွေတံမြင်အမငယ်ပဲနေမှာပြန်ပြီး healing ဖြစ်လာမယ်ကိုယ့်ကိုပြန်ပြီးကုစားလာနိုင်မယ်ပေါ့နော်ဒီလိုမျိုးနဲ့ပဲမင်းအသက်ရှင်သွားရမှာပဲမင်းကမကောင်းတာလုပ်ခဲ့တာမှမဟုတ်တာအဲ့ဒါကြောင့်မင်းကဘာမှလည်းဆက်ဆရာမလို့တိတ်နေကြရလည်းမလို့ဘူးအဲ့လိုမျိုးဖြစ်ခဲ့တဲ့ main key တွေကိုလည်းမင်းကဆက်ဆရာမဟုတ်တဲ့အကြောင်းဒါဟာကိုကမတရားခံခဲ့ရတာဖြစ်တဲ့အကြောင်းရောင်းစားခံခဲ့ရတာဖြစ်တဲ့အကြောင်းကိုကလုတ်ချင်လုံးလုံးမလုတ်လုံးလုံးလုပ်ခဲ့တာမဟုတ်ပဲနဲ့ကိုကရောင်းစားသွားတာဖြစ်တဲ့အတွက်ကြောင့်မင်းတို့မှအပြစ်မရှိဘူးဆိုတာမျိုးကိုအမ support ပေးနိုင်တယ်မိမဖြစ်ရတယ်ဆိုတဲ့အကြောင်းအမအမမျိုးသားအမအမြဲတမ်းကြောပြတယ်အဲ့ဒါကြောင့်အမအများကြီး healing ရတယ်ပေါ့နော်ဆိုတော့အမဘသူစီရမှာဟိုစိတ်တိမ်ကြီးအမမခံယူပါဘူးဖခင်နဲ့အမအမျိုးသားဟလာပြီးတော့အမရဲ့ချင်းရဲ့ ေးပါလေမှာရှိရင်မိသားစုပေါ့သူတို့ကအမအများကြီး support ပေးတယ်ဆိုတော့ဒါလေးနဲ့ပဲအမခုချိန်မှာရက်တင်ရပါတော့နော်ဟုတ်ကဲ့ပါအမအမအနေနဲ့ဗာမားပြည့်ဆွဲပြောကြခြင်းမတည်တင်ရှင်ဗာမားပြောစင်တာတော့လေအဲ့လိုပေါ့နော်ကိုယ့်ရဲ့ profile မပြရတိုင်းဟာလားကိုယ့်ကိုမမြင်ရတိုင်းစကားလေးကိုလွယ်လွယ်လေးနဲ့ဒုတိယကိုတိုက်ခိုက်နိုင်မယ်စာဒါအမမှမဟုတ်ပါဘူးသူတို့ဒီလိုမျိုး media မှာဘာ post တွေတိုက်ခိုက်နေပြောနေကြတဲ့လူတွေခါလေးကြလေးအမမေးကြည့်ခြင်းနဲ့လူတိုင်းမှာသူ့ရဲ့ရက်တင်မှုသူ့ရဲ့အကြံ ူရဲ့ဖြစ်တယ်လို့ဆိုရှိနေတာပါကိုယ်သဘောမကျတာနဲ့ကိုယ်စိတ်တိုင်းကျတယ်ဒီလိုမှကျိုးဆိုးလိုက်တာမြို့ဘသူကများလာတယ်လို့ပြောတယ်မြို့ဘသူကများချောတဲ့စင်းရင်သွင်းလာတယ်ဆိုအမတို့ကငါချောတယ်ဒီငါမလိုက်လို့ပြောနေရမှာမဟုတ်ဘူးဒါပေမဲ့အမတို့ကိုပုံစံကိုစိုက်တယ်လို့အမတို့ဒီစားအမတို့ပုံစံအသွင်ပြေကိုလက်ခံတယ်လို့ပါလဲရှိနေတာအဲ့တော့ကိုယ်မစိုက်တာလို့ကိုယ်စိုက်မတွေ့ရလဲဒီလိုကရုပ်ဆိုးတယ်ဒီလိုကိုစိတ်တိုင်းကျတယ်လို့ပြောနေတယ်ဒီလိုကသူကဆက်ဆက်ဝေဖန်လိုက်တယ်ဆိုတဲ့ဟာကြီးကြီးဒီစိတ်ကြီးကိုပြင်မာလို့ဘယ်မှခံစားချက်ရှိလဲအမတို့ထုတ်မပြောတာလည်းရှိတယ်ဒါပေမဲ့အမအခုချိန်မှာထုတ်ပြောရဆိုတာမဟုတ်စုံခိုင်းလို့ပေါ့နောက်ပိုင်းမှာကလေးတွေဟုတ်လားအမရဲ့ကလေးတွေလည်းဖြစ်ဖြစ်တခြားအဲ့လိုငယ်ရွယ်တဲ့ under age တွေကိုကြည့်ပြီးတော့မှ 不边也不配流你的看呐，哥，不边也冇佩流你的，你，们不佩流你的看呐，国赛包你记不，你哪能记不着嘛？该看你那个啥。<noise> ရားပေးတဲ့အတိုင်းပဲဝေးလာကြတာဘယ်သူမှဟိုဘယ်လိုပြောမလဲပတ်စက်ကြီးဖြစ်မနေဘူးပေါ့အဲ့ဒါလေးမျိုးအမှပြောချင်ပါလေစိတ်ဓာတ်လေးညင်ညင်ထားပါမီဒီယာကိုအကျိုးရှိရှိအသုံးချပါလို့မှတရားနေပြောချင်ပါလေရှင်ဘေးကလေးတိုင်းကိုလည်းစိတ်နဲ့မကြသေးချင်ဘူးလမ်းမမရောက်အောင်လို့မိဘတွေကကာကွယ်ဆောက်ရှောက်ပါဒီလိုမျိုးကြားကြားထက်လို့မျိုးဟာမျိုးတွေကမြန်မာနိုင်ငံမှာအများကြီးကြံနေပါသေးတယ်ဒါတွေကိုတူတူဆက်လက်ပြီးခေါ်ထုတ်ကြပါလို့မှပြောချင်ပါလေရှင်